Okay ဒီနေ့မှာတော့ Latinis နဲ့လေ့ကျင့်မှုတစ်ခုအကြောင်းကိုပြောပြမယ် Makiwara Punch Makiwara Punch ခဏခဏကြားဘူးကြားလိမ့်မယ်ကျွန်တော်လည်းခဏခဏပြောဘူးတယ် UFC 320 Joey Buasca နဲ့ Round 3တို့ပွဲမှာလည်းကျွန်တော်ပြောခဲ့တယ်အဲ့တော့ Makiwara Punch ဆိုတာကဘာလဲအဲ့ဒီအကြောင်းကိုမပြောခင်မှာ Karate ရဲ့အကြောင်းကိုအရင်ဆုံးကျွန်တော်ပြောပြမှရမယ် Karate ဆိုတဲ့အဓိပ္ပာယ်ကလက်နက်မဲ့တိုက်ခိုက်ခြင်းလို့အဓိပ္ပာယ်ရတယ်လက်နက်ပါရင် Karate မဟုတ်ဘူး ဆရာဆင်းကိုရောက်သွားလို့ခတာနာရိနန်ချက်ကူရီတန်လေ့ကျင့်တာကတော့တပိုင်းပေါ့နော်ဒါကတော့တသက်ပေါ့ခရက်ဒီပညာရေးရဲ့အဓိကရည်ရွယ်ချက်ကတစ်ဖက်ပြိုင်ဘက်ကိုကိုယ့်ရဲ့ body ကိုပဲအသုံးပြုပြီးတော့လက်နက်တစ်ခုအနေနဲ့အသုံးပြုပြီးတော့တိုက်ခိုက်တာပါအဲ့ဒီမှာအဖြစ်ပါတယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလက်နက်အဖြစ်အသုံးပြုပြီးတော့တိုက်ခိုက်ခြင်းငါဆိုရင်လက်တွေခြေတွေကလက်နက်ဖြစ်ဖို့လိုနေပြီအဲ့ဒါဆိုရင်လက်နက်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကထူးဆန်းနေပြီ ်တဘာဝနဲ့လိုက်ရောညှိထွေစွာနေထိုင်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာတွေ့ရတယ်။အန်အောဘို့တိတ်ကောင်းတယ်။ဥပမာအပူပိုင်းဒေသကလူတွေရဲ့အသားရည်ကနေအောင်တန်းပိုခန့်နိုင်တာမျိုးရေထဲမှာပဲနေတဲ့လူတွေကလည်းအသက်မရှူဘဲနဲ့အကြာကြီးနေနိုင်တာမျိုးတောင်တက်နေကြလူတွေကအောက်ပိုင်းပိုပြီးတော့တန်မာတာမျိုးအမောပိုပြီးတော့ခန့်နိုင်တာမျိုးကြောက်တောင်ကြောက်ဆိုင်ခဲတွေကြားထဲမှာနေတဲ့လူတွေကပို့ပြီးတော့အထိကိုက်ခံနိုင်တာမျိုးတွေမာကြောကြတာမျိုးတွေဒါတွေကကိုယ့်ရဲ့နေထိုင်မုံပြုတ်မှုပုံမှန်မူတည်ပြီးတော့ကိုယ့်ရဲ့ body က လိုက်ပြောင်းပေးတာမျိုးပါဆိုတော့ creative ပညာရက်ကလက်နဲ့မတုံးဘူးလက်တွေခြေတွေကိုပဲလက်နက်ဖြစ်လုပ်တယ်ဆိုတော့သူတို့ကသူတို့ရဲ့လက်တွေကိုခြေတွေကိုမာကြောအောင်လုပ်ဖို့စဉ်းစားလာရတယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းကသူတို့ကနီလန်းတွေကိုရှာဖွေခဲ့ကြတယ်တက်သားပြားတွေကိုအလွတ်ထိုးကြည့်တယ်နာရီပါဝါလဲတက်မလာဘူးအဲ့တော့အုံသံကျိုးလိုမျိုးပတ်ပြီးတော့အပြော်သားတစ်ခုခုပတ်ပြီးတော့ထိုးကြည့်တယ်ပါဝါတက်လာတယ်လက်သေးလဲမာလာတယ် focus ပြတ်လာတယ်အဲ့ဒီကမှမာကီဝါရာပန်းဆိုတာမျိုးက ဖြစ်လာတာပါအဲ့လိုမျိုးလေ့ကျင့်ကျင်ရင်ဘယ်လိုလုပ်ရမလဲဆိုရင်တက်သားတလမတတဒူးရှိတယ်တက်သားပြတပြားလိုတယ်တက်မသားဖြစ်ရမယ်အရန်လဲမာလို့မရတယ်လို့ပြောနေလို့လည်းမရဘူး flexible နည်းနည်းဖြစ်ရမယ်အဲ့တက်သားပြကိုကိုယ့်ရဲ့ဖြောင်းလက်သည်ထိုးနိုင်လောက်တဲ့အမြင့်တစ်ခုကိုထောင်ထားပြီးတော့ထောင်းထိုင်တစ်ခုနဲ့ထောက်ထားရတယ်လက်သည်ထိုးမဲ့နေရာမှာအုံးဆန့်ကျိုးဖြစ်ဖြစ်ကာဗွန်နိုင်လွန်ကျိုးဖြစ်ဖြစ်ပတ်ထားရတယ်ဒါဆိုရင် magic water punch လေ့ကျင့်လို့ရပါပြီအရန်မခက်ဘူးလွယ်ပါတယ် တခုတတိထားရမှာကတစ်သားကအလိုက်အသင့်အနှဲငယ်လိုက်ပြီးတော့ကွင်းညွတ်နိုင်ရမယ်လုံလုံကြီးမာကြောနေလို့မရအောင်ဒါမှထဲ့ထုတ်လိုက်တဲ့အာအဲ့တစ်သားတွေကိုဝင်သွားမှဖြစ်ပြီးတော့ထိုးအားကိုလည်းတက်လာစေမှာပါအဲ့ဒါလေ့ကျင့်ရင်ဘာတွေကောင်းလာမလဲဆိုရင်နံပါတ်1ပန်းရှင်းပါဝါတိုးတက်လာမယ်မာကီဝါရာကိုထက်တလဲလဲစတရိုက်လောက်တာကလက်သီးလက်စစ်နဲ့လက်မောင်းလက်ညိုးအယိုးတွေနဲ့ ကြွက်သားတွေကိုတန်မာအောင်လုပ်ပေးတယ်။အဲဒါကြောင့် SUL striking မှာ impact များများပို့ပြီးတော့ထုတ်သုံးလာနိုင်လိမ့်မယ်။နံပါတ်2 technique ရဲ့ alignment ပို့ပြီးတော့ပြည့်စုံလာနိုင်မယ်။ Makiwara က solid surface ဖြစ်တော့တစ်ချက်တိုင်းမှာကိုယ့်ရဲ့ punch angle face alignment နဲ့ waist position တွေမှားနေတဲ့အခါမှာချက်ချင်းသိနိုင်တယ်။ဆိုလိုချင်တာကကျွန်တော်တို့လက်သီးမှာတကယ်တိုက်ခိုက်ဖို့အသုံးပြုလို့ရတဲ့ lesson ကနှစ်ခုပါ။ဒီနှစ်ခုပါ။အဲ့ဒီ lesson နဲ့ပဲထိရမယ်။ တခါတလေကိုကမတိပဲနဲ့တခြားလက်စစ်တွေနဲ့ထိုးမိနေတတ်တယ်။ဒီလေ့ကျင့်ခန်းလေ့ကျင့်တဲ့အခါမှာအဲ့ဒီပိုင်းကအော်တိုပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်။နံပါတ်3 conditioning and pain tolerance အယိုးနဲ့ကြွက်သားတွေရဲ့ micro damage တွေကို repair ဖြစ်စေပြီးတော့တဖြည်းဖြည်းနဲ့အသားကမာလာစေတယ်။ pain tolerance ကိုလည်းတတ်စေတယ်။လက်ရိုးတွေမှာရှိတဲ့အယိုးတွေကိုပို့ပြီးတော့တန်မာလာစေတယ်။နံပါတ်4 kimi focus and spirit တိုးတက်လာစေတယ်။အရက်ခေါ်မြင်အောင်ပြောရရင်လက်သီးပေါက်တယ်ပေါ့ဗျာ။ဒီကောင်လက်သီးကအထူးရင်ကြတယ်။ ကွဲတယ်ပြင်းတယ်မှောက်တယ်ဟာဆိုတာမျိုးတွေကကိုယ့်ရဲ့ punch အားကိုတဏျာထဲမှာစုစည်းပြီးတော့ထိုးနိုင်လို့ပါအဲ့လိုမျိုးအားတွေကိုထိုးလာနိုင်ပါလိမ့်မယ်ဟုတ်ပြီဘသူတွေလေ့ကျင့်သင်လဲ fighting sport ကိုလေ့လာနေတဲ့မြည်သူမဆိုလေ့ကျင့်သင်တယ်ဘောင်စင်သမား MMA သမားရိုးရသမားအကုန်လေ့ကျင့်သင်တယ်အထူးသဖြင့်ရိုးရသမားတွေပို့ပြီးတော့လေ့ကျင့်သင်တယ်သူတို့ကလက်သီးကိုပတ်တီးစီးပြီးတော့ထိုးတယ်အဲ့တော့မာကီဝါရာပန့်ရှ်အားကိုတုံးလို့အကောင်းဆုံးပဲအတုံးနိုင်ဆုံးလို့တော့မပြောလို့ရမယ် ပြီးတော့ဝမ်းမှာထိုးနေတဲ့ရိုးရကောင်မွေထိုင်းသမားတွေလည်းတိတိကျကျကိုလေ့ကျင့်စေခြင်းနဲ့မွေထိုင်းကိုမြန်မာလက်ဝိတ်ကနေစစ်နေပိုင်းရှင်းလို့မရဘူးဒါအမှန်တရားပါတကယ်တမ်းတာတာဆိုရင်လက်သီးပိုင်းမှရှိတယ်အဲ့တော့အဲ့ဒီလက်သီးပိုင်းကိုမာဂီဝါရာဘိုင်းနဲ့ထပ်ပြီးတော့ပေါင်းထည့်လိုက်နိုင်ရင်လုံးဝ perfect တတိထားမိလားတော့မသိဘူးဝမ်းမှာထိုးတဲ့ရုရှားတော်တော်များများကလက်သီးပိုင်းတွေကောင်းကြတယ်မွေထိုင်းသမားတွေကိုလက်သီးပိုင်းနဲ့မှအဓိကထားပြီးတော့တီးတယ်။တီးနိုင်နေဆိုသူတို့မှတီးကြတဲ့ထိကြတဲ့လက်သီးတွေရှိတယ်။ကျန်တဲ့ဘိုင်းတွေ၊ကလင်းစတို့၊ဆွတ်တို့၊မွေထိုင်းသရိုးတို့ ကန်ချက်တွေဒူးတိုက်ချက်တွေကဘလို့မှရှင်းမရအောင်အဲ့တော့ရှင်ရတဲ့လက်သီးပိုင်းကိုပဲ upgrade ထပ်ပြီးတော့လုံးကြတော့တယ်ကျွန်တော်တို့မြန်မာတွေလည်းလက်သီးပိုင်းကို upgrade လုပ်တာကပို့ပြီးတော့မှန်ကန်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ဒီလေဂျင်နီးကအာသာဂျက်တွေကြီးပဲလားဆိုရင်တော့အဲ့လိုမျိုးတော့လည်းမဟုတ်ဘူး။အရာရာမှာအကောင့်နဲ့အဆိုကဒွန်ဒွဲနေတတ်တယ်။မာဂီဝါနာပန့်စ်ထရိနင်းကို conditioning မရှိဘဲနဲ့ဝင်းစောလို့ကမရဘူး။အခုမှမာရှယ်ကိုစပြီးတော့လေဂျင်မဲ့လူတွေမလုံးသင့်ဘူး။ advanced level ရောက်နေတဲ့သူတွေတောင်မှအခုမှစပြီးတော့ကြည့်မယ်ဆိုရင် soft material နဲ့စပြီးတော့လေဂျင်သင်တယ်။ကြိုးကျစ်အစားဖောလောက်ကိုပဲစပြီးတော့ထိုးသင်တယ်။အမာကြီးကိုတိုက်ရိုက်ဝင်လိုက်ရင်အယိုးတွေထိပြီးတော့အယွတ်တွေလွဲကုန်နိုင်လို့ပါ။ လေ့ကျင့်တဲ့အခါမှာလည်းအဖြောင့်ကြီးပဲဆိုတာထက်အ white တွေရောအ pink တွေကိုပါထည့်ပြီးတော့လေ့ကျင့်သင့်တယ်ဒီလေ့ကျင့်ငန်းရဲ့အနှစ်သာရကတစ်စက္ကန့်မှာလက်သီးဘယ်နှလုံးထိုးနိုင်လဲဆိုတာမျိုးမဟုတ်ဘူးထိုးလိုက်တဲ့လက်သီးချက်တိုင်းကဘယ်လောက်ထိမှန်ကန်မှုရှိလဲဘယ်လောက်ထိကိုတုံးလိုက်တဲ့ force ကိုတနေရာထဲမှာစိုးနိုင်လဲဆိုတာမျိုးကအဓိကပါဒါကြောင့်အမြန်ထိုးစရာမလိုဘူးတစ်ချက်ချင်းစီပဲအချိန်ယူပြီးတော့မှန်မှန်ကန်ကန်နဲ့တိုင်မင်တစ်ခုနဲ့ထိုးရတာပါလက်သီးပိုင်းတွေမကပဲနဲ့ခြေကန်ချက်တွေကိုလည်းလေ့ကျင့်လို့ရတယ်ကျွန်တော်ပြောပြနေကြဖြစ်တဲ့မိုင်ဂရီကစ်တွေကိုလည်းဒီမှာလေ့ကျင့်လို့ရတယ် မတက်ဖောင်ကတော့တူတူပါပဲဒါပဲပြီးတော့နေ့တိုင်းလေ့ကျင့်စရာမလိုဘူးတပတ်ကို3ချိန်ထပ်ပို့ပြီးတော့မလေ့ကျင့်အောင်တစ်ချိန်ကိုလည်းမိနစ်60ထပ်ပို့ပြီးတော့မကျင့်အောင်လေ့ကျင့်ပြီးရင်လည်းတဲ့အိတ်တွေဘာတွေထပ်ပြီးထိုးတာမျိုးတွေမလုပ်ရဘူးတန်းပြီးတော့နားပေးရမယ်ကျွန်တော်သိသလောက်ဆိုရင်ဥရွှေဝါထုံးတို့ဆိုလင်းဥတို့ကမိုက်ကေဝါရာထရိနင်းတွေကိုလေ့ကျင့်တဲ့သူတွေပါဥရွှေဝါထုံးဆိုရင် English bouncing technique ကိုမှ Magiwara patch နဲ့ပေါင်းပြီးတော့သူ့ရဲ့လက်သေးချက်တွေကိုပြင်အောင်လုပ်တယ်။အဲဒါကြောင့်မို့လို့လည်းပြင်းတယ်။ ထိတယ်ပြက်တယ်အကုန်ပြုတ်ကြတာကိုစိုးလင်းဦးဆိုရင်လေလက်သီးပိုင်းကမာပြီးတော့သူ့လက်သီးတွေပောက်တယ်ဆိုတာကအဲ့ဒီလေ့ကျင့်ခန်းကြောင့်ပါဆိုတော့ video creator vlogger တယောက်အနေနဲ့ဆိုရင်တော့ဒါလောက်ထိပဲကျွန်တော်ပြောပြနိုင်မယ်အဲ့ဒီတက်ပို့ပြီးတော့အသေးသေးသိကျင်နေဆိုရင်တော့ credit ဆရာတွေကိုမေးပါ combat sport legend နေတဲ့သူတွေအကုန်လုံးကိုလေ့ကျင့်စေချင်တယ်အကျုံအများကြီးရှိလို့ပါယူတတ်ရင်တော့ပညာပါနေရတာပါတတ်တာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ